Good. Hi. Say hi. Thank you. ခုရူကအရန်ကိုလာတဲ့ခေါရိုက်က moving pic ဆိုရက် resort ကို ခေါ်သွားမှာပဲဖြစ်တယ်ပေါ့နော်ဘန်ကောက်ကလည်းနှစ်နိုင်ခွဲသုံးနိုင်လောက်ပဲမောင်းယူနေတယ်လူမျိုး castle ပုံစောက်ထားတယ်စိတ်အရန် eaten နဲ့စိတ်ဆူနေတဲ့နေရာတစ်ခုခေါ်သွားပေးမယ် resort နာမည်လေးကတော့ moving pic လို့ခေါ်ပါတယ်တကယ်ကိုစိတ်ဆိုပြီးအရန်အချမ်းတမလို့မြို့ကနေထွက်ပြီးစိတ်အပန်းဖြေဖို့အကောင်းဆုံးနေရာတစ်ခုလို့လည်းပြောချင်ပါတယ် အဲရီဇော့ကအချိန်မလို့တခြားအဆောက်အအုံတွေတခြားဆူညံတန်တွေပါတခုမှကြားရမှာမြင်ရမှာမဟုတ်ပါဘူးသူကအခန်းကိုပေါ့နော်ချူတင်ဘူကင်ချိတ်ထားတဲ့အတွက်ဘာမှအကြာကြီးစောင့်စရာမလိုလိုက်ဘူးပေါ့နော်ဒါလေးကတော့အခန်းထဲဝင်ဝင်ချင်းအဲ့ခန်းလေးပေါ့နော်သူ၄ယောက်ဆိုတော့နှခန်းတွဲပါတာလေးယူလိုက်တယ်ပေါ့နော်မိသားစုနဲ့လာတာပဲဖြစ်ဖြစ်တကယ်ချင်းအများကြီးစုပေါင်းပြီးလာတာပဲဖြစ်ဖြစ်ပေါ့နော်အခန်းကိုနှခန်းတွဲသို့မဟုတ်၅ခန်းတွဲထိယူလို့ရပါတယ် weekend မဟုတ်ဘူး monday to friday လာတဲ့ရဆိုလို့ရှင်တ냐3000နေစရဲပေါ့နော်ဈေးနှုန်းလေးတွေကအကယ်၍ weekend ဆိုလို့ရှင်ရဲ့အ3000တက်နှစ်ဆလောက်ကိုဈေးကြီးသွားပါတယ်ရူတူက၄ရောက်အခန်းဆိုပေမဲ့ washroom က3ခုတောင်ပါတယ်ခန်းလည်း luxury ဆန်ပြီးလုံးဝတန်တန်ရှင်းရှင်းရှိရဲပေါ့နော်ပထမအခန်းဒါကတော့ဒုတိယအခန်းပဲဖြစ်ပါတယ် ကဒုတိယအခန်းခန်းလေးတွေကလည်းချက်ချက်ဝန်းဝန်းရှိပြီးတော့ relaxing ဖြစ်တဲ့ view တွေကိုတခြားလေးခံစားလို့ရအောင်တို့လိုမန်တကအကြီးကြီးတွေနဲ့ပိတ်ထားပေးပါတယ်ဒီတော့ရောက်တဲ့အနေခဏနာပြီးတော့ရေလာကူးရပေါ့နော်တခြား activities တွေလည်းလုပ်ဆရာအများကြီးရှိပေမဲ့လည်းဒီတော့ရေတော့ရအောင်ကူးမယ်ဆိုပြီးမှတော့ကူးလိုက်ကြပါတယ် ခြား activity တွေက golf ရိုက်တာရုပ်ရှင်ကြည့်တာမြင်းစီးတာ gym လည်းရှိသေးရပေါ့နော်သူတညရဲလာတဲတာဖြစ်တဲ့အတွက်အဲ့ဒါလည်းအားလုံးမလုံနိုင်ခဲ့ဘူးပေါ့နော်ဒါကတော့ရီတိုရီမူချုံမပြန် ready ဖြစ်ပြီးတော့အခုညစာသစားမယ်ပေါ့နော် restaurant လည်း resort ထဲမှာပဲရှိတာပါဘယ်မှဒီ resort ကနေထွက်စရာမလိုဘူးပေါ့နော် တညတညတော့မဆိုအဲ့လိုကတတိလေးနဲ့လာခေါ်ပေးရပေါ့နော်အဲ့တော့ကတတိလို့လို့မခေါ်တာသိချာတယ်ဘာခေါ်လဲမေးပါလို့ပါ restaurant ကိုပါစားချင်တယ်အမျိုးအစားအများကြီးရှိပါသေးတယ်ကတော့ pizza နဲ့ spaghetti တော့စားလိုက်တယ်ပေါ့နော် Italian ဆိုင်မှာအဲ့ဒါကတော့အပေါ်ဆုံးအထက်ပေါ့နော်စวัสดีค่ะတဲနဲ့အပြင်ထန်လို့ရပြီမယ်ရူတာမိုးလေးလဲရွာထားအောင်တွတ်တုံလေးဖြစ်နေကြတာအပြင်မှာပဲထိုင်လိုက်ပါတယ် decoration romantic sensation လေးလုပ်ထားတော့ so romantic but i'm single so sad to be အလိုလီရမြင်တော့ single ဖြစ်တဲ့နည်းနဲ့ sad ဖြစ်တယ်လို့ခံစားရပေမဲ့ကျန်တဲ့ချိန်ဆိုရင်တော့တကယ်ကို peaceful ဖြစ်ပါတယ်လို့အဲ့ဒါလေးလည်း try ကြည့်ကြပါနော် အဲနောက်တစ်ခုကစားတောက်လေးလည်းအလေးတက် expensive ရှိပါတယ်။ဒါတော့8ပြီးတော့ the next morning ပေါ့နော်ဆန်နိုင်မချက်ကောက်ဆိုတော့ပြီးတော့တမနက်လုံးရှိတည်ရလဲပို့ပေါ့နော်အခု buffet မနက်စာသစားမယ်ပြီးရင်ဓာတ်ပုံလေးပါလေးရိုက်အောင်မယ်ပေါ့နော်အခုတွေ့မြင်နေရတဲ့ချစ်စရာမျိုးသမီးလေးတွေကရူတီအမနဲ့ရူတီတငင်းချင်းတွေပဲဖြစ်ပါတယ်။ဘယ်ကစားရိုက်လို့ဘယ်ကဆုံးရမလဲမသိသေးတဲ့အခြေအနေဖြစ်နေပါတယ်။ဒီကြတာတစ်ခုကတော့သူအရင်စားမယ်ပေါ့နော်။ မဘူဖေးမှာထားပြီးထားတဲ့မနက်စာ အမျိုးအစားကအရင်အများလုံးလို့ပေါ့နော်ဆယ်လက်ပြောမလားတုပ်ဆောင်ပြောမလားဘီထရူးတချို့ရစရနာမည်တော့မခေါ်တတ်တော့ပါဘူးနွားနိုရီလည်းရှိတယ်နှုတ်ချင်မျိုးစုံထားထားပြီးစတော်ဘယ်ရီဘလူးဘယ်ရီဂရိတ်ယိုဂတ်ပြောမလားအဆုံရှိတယ် maybe it's no chance ကယ်ကိုတကယ်ကိုစုံစိညာပဲယူရီ I'm going crazy I'm not craving for this in a year It's like a butter variety အများပါတယ် တေးကြတာတကူကဘိုက်မပြည့်ခင်ခေါင်းရင်မူရမယ်ပေါ့နော်။ဘာစားလို့စားရမလဲမသိရဲအခြေအနေကြီးရောက်သွားပါတယ်။ရူတာအကုန်လုံးတကူတကူချင်းစီစားဖို့ကြိုးစားရမှာဘိုက်ကတင်းနေပြီ variety တွေကမကုန်သေးဘူး။အလောက်ကိုများတာပါ။ကဲ view ကိုတစ်ချက်ခန်းစားလိုက်အောင်နော်။ TV မို့ TV ။ Oh my god! I never Hello. see this small pig. Hi. hi. Hello, buddy. Hi. This is called Say hi, buddy. Yeah. ရစ်အမတစုံတယောက်ကိုတွေ့ဖို့လုံးဝမမျော်လင့်ထားပါဘူးကက်ပီဘာရာသူတို့တွင်ဘောလုံးအရင်ကြီးချင်တယ်ချစ်လည်းအရင်ချစ်တယ် hello you big mouse Hello. Hello. you can but you can't မခုံမလားနိမ့်နိမ့်လေးရောအမနားလည်းတကူကလေအချက်တေတို့လေတမင်နဲ့လည်းသူတို့ထထားတယ်မြင်းနဲ့လည်းထထားတယ်ပီကော့နဲ့လည်းထထားတယ်ကပီဘာရာနဲ့လည်းထထားတယ်ယုံနဲ့လည်းထထားတယ်ဘာလို့လဲတော့မသိအမရူတို့တိရစ္ဆာန်နဲ့ကြည်နေနေဒီထိုင်းမိသားစုတစုပါပေါ့နော်ဘာရူတို့နဲ့တပ်ပုံရိုက်ချင်တဲ့ဆိုလိုရူတို့ရိုက်ပေးလိုက်သေးရပေါ့နော်ပြီးသူတို့ပြောခဲ့ရူတို့ အရန်လာလို့တဲ့။ဒါပါတာလီရဲ့ခြေညာလေးတစ်ဖြတ်ဝင်လိုက်တာပေါ့နော်။ရပြောချင်တာကြီးကြီးလဲအရန်လာတဲ့နေရာဖြစ်လို့ပတ်စံစုပြီးမှဘန်ကောက်မှာရှိနေတဲ့သူဆိုလို့ရှင်တစ်ခေါက်လောက်တော့ရအောင်လာကြပေါ့နော်။အခုဒန်စီပါမယ်။ Finally. Just you and me.

တော့ယူရိုပလိုမျိုးပပတ်လဲစောက်ထားတယ်။ဓာတ်ပုံရိုက်လို့လည်းအရင်သားလို့တို့ဝင်ကြတာပေါ့နော်ခဏဖြစ်ဖြစ်။မုန်းအောင်လို့မြင်နေရပြင်မဲ့အပြစ်မှအရန်ပူရယ်။နေရာတော့အရန် street ဖြစ်တယ်အရန် cozy ဖြစ်တယ်တချင်းလေးနဲ့ချစ်စစ်ရလဲ။ ဒါကတော့တော်တော်ကိုရပြီမှာအရန်ပြန်မှန်းသွားတဲ့ရုပ်လေးတွေပါပဲနောက်ဆုံးတော့ပြန်နေပြောနော်တကယ် relax ဖြစ်ခဲ့လို့ဒီနေရာလေးကိုတော့ဖို့အကြံလေးပြုချင်တာပေါ့နော်အားလုံးစိတ်ဝင်စားကြမယ်လို့မျှော်လင့်ပါတယ်ဘိုင်ဘိုင်